အသက်60ကျော်မှအမွာသမီးလေးတွေရအောင်စွမ်းဆောင်ခဲ့ပြီးတဲ့နောက်ချစ်စင်းလေးလေးအတွက်တိန်းတောင်းနိုင်ကကြီးဝယ်ပေးခဲ့တဲ့ဦးမျိုးတန်းအသက်60ကျော်အရွယ်နဲ့ဖြစ်နိုင်ခြင်းအယံကုန်နေပါတဲ့အမွာသမီးလေးတွေကိုရအောင်မူပွားခဲ့တာကမန္တလေးမြို့ကတရေကြီးဦးမျိုးတန်းဖြစ်ပါတယ်ရှင်ဦးမျိုးတန်းကတနိုင်ငံလုံးရဲ့အားကြောင်းမှုတွေကိုရရှိခဲ့တယ်လို့ကိုရိုင်းကလည်းအယံကုန်ယူနေတာကြောင့်အမွာသမီးလေးတွေအတွက်ဂုဏ်ပြုမှုတွေကိုအမြဲတမ်းပြုလုပ်နေတာဖြစ်ပါတယ်ဒီလိုမျိုးအယံချစ်စရာကောင်းတဲ့အမွာသမီးလေးတွေကိုရရှိအောင်ကြိုးစားပြီးမွေးဖွားပေးခဲ့တဲ့ဇနီးသက်လေးအတွက်လည်းတံမိုးကြီးမားတဲ့လက်ဆောင်တွေအများကြီးကိုတနေ့တမျိုးမယိုးရအောင် ပေးနေခဲ့ပါတယ်။ တခုတစ်ခါမှာတော့သူ့ရဲ့ချစ်စနီးတယ်လေးအတွက်အမှတ်တရဖြစ်သွားအောင်တိန်တပေါင်းတန်ကားတက်ကြီးကိုဝယ်ယူပြီးတော့လက်ဆောင်ဖြစ်ပြီးခဲ့ပြန်ပါတယ်။အသက်60ကျော်အမွာသမီးလေးတွေရဲ့ဖေဖေဦးမျိုးတန်းရဲ့အခြေကားတော့တကယ်ကိုအားကျစရာကြီးပါပဲရှင်။နောက်ဆုံးပေါ်တိန်တောင်းချီတန်ကားကြီးကိုအမွာသမီးလေးတွေရဲ့မိမိချစ်စနီးတယ်လေးအတွက်ကိုရင်စိတ်ကြရွေးချယ်ပြီးတော့မှဝယ်ယူပြီးခဲ့တာပါ။တသမီးရဲ့တနာမွေးဖွားတယ်ဆိုတာကအမျိုးသမီးတွေအတွက်အင်မတန်ခက်ခဲပင်ပန်းလာတာကြောင့်ခင်မွန်းတဲ့တရားအောင်နေနဲ့ဘေးနားကနေအရေးတကြီးကြီးဂယုဆိုင်ပြီးတော့လိုအပ်သမျှဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။အမွာသမီးလေးတွေကိုဝင်ရခါစအချိန် တဲ့ကဇနီးတဲ့အတွက်လိုအပ်သမျှတွေဖြည့်ဆည်းပေးနေတဲ့တရေကြီးဥမျိုးတန်းကအခုတစ်ခါမှလည်းတိန်တထောင်နဲ့ကားတစ်ကြီးကိုဝယ်ပြီးတော့ဂုံးပြူပေးခဲ့ပြန်ပါတယ်။ဒါတွေမှာကတနေ့တုန်းကဖိတ်ကြားထားတဲ့စိန်စံဖုံးပွဲတစ်ခုကိုတက်ရောက်ရင်းနဲ့ဇနီးတဲ့စိတ်ကြိုက်လို့ယတနာတွေကိုဝယ်ယူပေးခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီစိန်ဆိုင်ကြီးမှာဆိုလို့ရှိရင်လည်းနိုင်ငံကျော်ထိတ်တန်းမင်းသမီးကြီးဦးမုံရွှေကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့တကယ့်ကိုကြံမှုကြီးမားပြီဆိုတော့လို့ယတနာအကောင်းစားတွေကိုခင်းကျင်းပြသထားခဲ့ပါတယ်။ဒီပွဲကြီးကိုဧည့်တော်အနေနဲ့တက်ရောက်ခဲ့တဲ့တရေကြီးဥမျိုးတန်းကလမ်းကြုံတော့သူ့ရဲ့ဇနီးတဲ့လေးအတွက်ဆိုပြီးတော့လို့ယတနာများစွာ ာကိုအပတရဝယ်ယူပေးခဲ့တာဖြစ်ပါတယ်။အင်မတန်တန်ဖိုးကြီးမားတဲ့စိတ်နေလို့ယတနာတွေကိုဈေးနှုန်းမကြည့်ပဲစိတ်ကြက်ရွေးချယ်ဝယ်ယူနိုင်တဲ့ကံကောင်းမှုကြီးကိုတရီကြီးဦးမျိုးတန်ရဲ့ဇနီးလေးကပိုင်ဆိုင်နိုင်ခဲ့ပါတယ်။တရီကြီးဦးမျိုးတန်အတွက်ကတော့ဇနီးတဲ့လေးကိုလက်ဆောင်ပေးဖို့ဆိုရင်အချိန်နဲ့မရွေးပဲငွေကိုရည်လိုသုံးပြီးတော့ပျော်ရွှင်မှုတွေဖန်တီးပေးနေပါတယ်။အဓိကကတော့ဇနီးတဲ့ကိုလည်းအရန်ချစ်တယ်လို့သူ့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အမွာသမီးလေးတွေကိုမွေးဖွားပေးခဲ့တဲ့မိခင်ဖြစ်နေတာကြောင့်ဂုဏ်ပြုတဲ့သဘောလေးဖြစ်ပါတယ်နော်။ဇနီးတဲ့ကိုလက်ထက်တဲ့အချိန်ကလေးကသိမ်းပေါင်းတောင်းချီတင်အောင်ခဲ့ပြီးတော့တနိုင်ငံလုံးမှာအားကြ စရာအကောင်းဆုံးသူတို့သမီးလေးအဖြစ်ဖန်တီးပေးခဲ့ပါတယ်။လက်ထက်ပြီးတဲ့အချိန်မှာလည်းစီစဉ်ချမ်းသာအပြင်နဲ့လူလိသေးမရှိတဲ့ဘဝကိုဖန်တီးပေးထားပြီးတော့အမွာသမီးလေးတွေရလာတဲ့အချိန်မှာအရင်ကတည်းကနှစ်ဆတူပြီးတော့ဂယူးဆိုင်ပေးနေတာပါ။ဦးမျိုးတန်းတို့ဇနီးမောင်နှံကတော့မြမတနိုင်ငံလုံးမှာအချစ်တက်ဆုံးနဲ့အားကျစရာအကောင်းဆုံးဇနီးမောင်နှံဖြစ်နေပါပြီ။တတိကြီးဦးမျိုးတန်းကအတေဘွားကကုသိုလ်ကံတွေကောင်းခဲ့တာကြောင့်ဒီဘဝမှာစီစဉ်ချမ်းသာတွေအပြင်အသက်60ကျော်အရွယ်မှာဇနီးချောလေးနဲ့အမွာသမီးလေးတွေကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။နောက်ဘဝအတွက်ကုသိုလ်ကောင်းမှုတွေအများကြီးကိုလည်းမိသားစုတွေနဲ့ တူပြုတ်လုံနေပြီးတော့အလောက်အားတဲ့အချိန်တိုင်းမှာဇနီးသက်အတွက်အလိုအပ်တာမှန်သမျှဝယ်ယူဖြစ်စည်းပေးရင်းနဲ့ပျော်ရွှင်စရာမိသားစုလေးကိုတည်ထောင်ထားတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ကလည်းသူတို့မိသားစုဒီတစ်ခုလုံးတရင်ချွင်မိထွန်းပွဲတော်လေးကိုဆင်နွှဲခဲ့ကြတာဖြစ်ပြီးဆွေမျိုးမိတ်ဆွေတွေကိုတော့တိန့်ထောင်ကြီးမုတ်ဘိုးတွေပြီးခဲ့သေးပါတယ်။ဒါကလည်းအမွာသမီးလေးတွေအတွက်အကုန်ပြုတဲ့အနေနဲ့ပဲဖြစ်ပါတယ်။အမွာသမီးလေးတွေနဲ့ပတ်သက်ပြီးတော့အများတန်းဂုဏ်ယူနေသလိုဒီလိုသမီးလေးတွေရအောင်မဖွားပေးခဲ့တဲ့ဇနီးသက်လေးအတွက်တိန့်ထောင်ချီတန်ကားကြီးအပြင်လဝိယရနာတွေစိတ်ကြက်ဝယ်ယူပေးနိုင်ခဲ့တဲ့တတိကြီးဦးမျိုးတန်းရဲ့ချစ်တဲ့ မှုကြီးကိုအားလုံးရောအားကြနေကြပါပြီလားရှင်။